်မင်္ဂလာပါရှင် မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဦးဆုံးမိပြီးတော့တွင်အရေးပေါ် WFP အဟာရဖြစ်ပြီးကိုရောင်းချနေသည်ဆိုသောဆိုရှယ်မီဒီယာဖော်ပြမှုတက်သေးမတွေ့ရဘဲရောင်းချလျင်အရေးယူမည်ဟုမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယုံကကြေညာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာငလင်ဘေးတင်ပြည်သူတွေအတွက်ဖြန့်ဝေပေးထားတဲ့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ရဲ့အဟာရဖြည့်ဘစ်ကွတ်တွေကိုရောင်းချနေတာတွေ့ရှိခဲ့ရင်ချက်ချင်းအေးအေးယူဆောင်ရွက်သွားမယ် လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယုံကမနေ့ကကြေညာပါရယ်မလ28ရက်နေ့မြန်မာနိုင်ငံမှာအင်အားပြင်းစကိုင်းကလေးလှုပ်ခတ်မှုအပြီးကုလသမဂ္ဂနဲ့နိုင်ငံတကာကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်ခဲ့ရမှာ WFP ရဲ့အာဟာရပြည့်ဘစ်ကွတ်တွေလည်းငလင်းတန်းတဲ့ဒေတာတွေကိုဖြန့်ဝေခဲ့ပြီးနေပြည်တော်မှာ WFP အာဟာရပြည့်ဘစ်ကွတ်တွေရောင်းချနေတယ်လို့ဆိုရှယ်မီဒီယာမှာရေးနေကြတာကို WFP ကသိရှိထားပြီးဒီရေးသားချက်တွေမှာတက်တဲ့တစုံတရာမတွေ့ရ သေးဘူးလို့ကုလသမဂ္ဂကဆိုပါတယ်။နေပြည်တော်မှာအဟာရဖြည့်ဘစ်စကွတ်တွေကိုအေဗီလာတရက်နေ့ကနောက်ဆုံးဖြန့်ဝေခဲ့တာဖြစ်ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေဟာရောင်းရမဟုတ်တဲ့အတွက်ရောင်းချဖို့မတင်ဘူးလို့ကုလသမဂ္ဂကဆိုပါတယ်။ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ကငလင်လောက်ခတ်ပြီး48နာရီတည်းမှာငလင်ဘေးသင့်ပြည်သူတွေအတွက်အဟာရဖြည့်ဘစ်စကွတ်တွေစတင်ဖြန့်ဝေခဲ့ပါတယ်။ WFP ကဖြန့်ဝေပေးခဲ့တဲ့ဘစ်ကွတ်တွေဟာဒါမန်ဘစ်ကွတ်တွေမဟုတ်ပဲစွမ်းရည်မြင့်အဟာရဖြစ်ဘစ်ကွတ်တွေဖြစ်လို့စွမ်းရည်ပရိုတင်းဗီတာမင်နဲ့သတ္တုဓာတ်တွေကျွဲဝစွာပါဝင်ပြီးပါဝင်ပစ္စည်းတွေအနေနဲ့ဂျုံမုံ၊ဘဲပီဆက်မုံ၊တကြားအစီထောက်ထားတဲ့နို့မုံဗီတာမင်နဲ့သတ္တုဓာတ်တွေဖြစ်တဲ့ကယ်စီယမ်၊မက်ဂနီဆီယမ်၊သန့်ဓာတ်၊အိုင်ယိုဒင်း၊ဖောလိအက်ဆစ်၊ဗီတာမင် B1, B2, B6, B12 နဲ့အခြားဓာတ်တွေများစွာပါဝင်တယ်လို့ကုလသမဂ္ဂကဆိုပါတယ်။ ဒီဘစ်ကုတ်တွေကိုအရွယ်ရောက်သူတွေအနေနဲ့ပိုက်စားတဲ့အချိန်လေးပေါ်မူတည်ပြီးတနေ့ကိုဘစ်ကုတ်၅ဒုကန်အထိစားသုံးနိုင်ပေမဲ့6လအောက်ကလေးတွေကိုတော့ကျွေးလို့မရပဲ6လအထက်ဆိုရင် မိခင်တို့ဝအောင်တိုက်ပြီးဘစ်ကုတ်ကျွေးနိုင်တယ်လို့ဆိုပါတယ် ဒီဘစ်ကုတ်တွေကိုငလင်လိုအရေးပေါ်အခြေအနေမျိုးတွေမှာချက်ချင်းစားသုံးနိုင်ဖို့ထုတ်လုပ်ထားတာဖြစ်ပြီးအရေးပေါ်အခြေအနေဖြစ်လာတဲ့အခါပုံမှန်စားသောက်တွေကိုချက်ပြုတ်ဖို့နဲ့ဝယ်ယူစားသုံးဖို့မဖြစ်နိုင်တော့တဲ့အချိန်မျိုးမှာအရေးပေါ်ချက်ချင်းစားသုံးနိုင်ဖို့ရည်ရွယ်ထုတ်လုပ်ထားတဲ့အရေးကြီးတဲ့လူသားချင်းစာနာမှုအကူအညီတစ်မျိုးဖြစ်တယ်လို့ဆိုပါတယ် WFPN နဲ့ပုံမှန်လေးလာစောင့်ကြည့်နေတယ်လို့ရောင်းချတာတွေ့ရင်လည်းချက်ချင်းအရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး WFP ရဲ့အထောက်ပံ့တွေကအမြဲတမ်းအခမဲ့ဖြစ်ကြောင်း WFP ရဲ့အထောက်ပံ့တွေနဲ့ပတ်သက်ပြီးမေးချင်တာသတင်းပို့ချင်တာရှိရင်လည်း email ပို့နိုင်တယ်လို့ WFP ရဲ့အကူအညီပေးရဖုန်းတွေဖြစ်တဲ့399 883 3969 399 264 819 399 264 819 3969လေးတို့ကိုလည်းဓာတ်ရိုက်ဆက်သွယ်နိုင်တယ်လို့ဆိုကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လာရှိုးမျိုးဌာနဆိုင်ရာများပြန်လည်ပတ်ရန်စစ်ကောင်စီကနန်းစီရီယံဝန်ထမ်းများကိုပြန်လည်ခေါ်ယူနေတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမျိုးရှိဌာနဆိုင်ရာများပြန်လည်လည်ပတ်ရန်အတွက်စစ်ကောင်စီကနန်းစီရီယံဝန်ထမ်းများကို AB 23ရက်မှစတင်ကပြန်လည်ခေါ်ယူနေကြောင်းဒေသခံများထံမှစုံစမ်းသိရှိရပါသည်။ ထို့ပြင်စစ်ကောင်စီက AB 23ရက်ညပိုင်းမှာစတင်ကလာရှိုးမျိုးပတ်ပတ်လည်တွင်ဂိမ်းများချကစစ်ဆေးမှုများစတင်ပြုလုပ်နေကြောင်းလည်းသိရပါဗျ။လာရှိုးမျိုးအတွင်ကအခြားမျိုးကနန်းစီဒီယန်တွေကိုပြန်ခေါ်နေတယ်ပြီးတော့ကျွန်တော်တည်တလောက်တော့တင်းဒီမျိုးနဲ့ရွာတွေမှာလည်းလိုက်ခေါ်နေတယ်တရားဝင်ထုတ်ပြန်ပြီးခေါ်တာတော့မဟုတ်ဘူးဒီတိုင်တိုးတိုးတိတ်တိတ်ခေါ်နေတာဟုလာရှိုးမျိုးကံမျိုးသားတို့ကပြောပါဗျ။ ရင်းပြင်တရုတ်ကူညီဖြင့်လောင်ရှိုးမြို့အားပြန်လည်အုပ်ချုပ်နေသည့်စစ်ကောင်စီကအေဒီတရာနှင့်လောင်ရှိုးမန္တလေးလောင်ရှိုးနဲ့မတူသောဖြတ်တန်းသွားလာသည့်ကားများကိုလည်းငွေကြေးကောက်ခံမှုများပြုလုပ်နေကြောင်းသိရပါသည်။မြို့ဝင်ထွက်တော်ရတဲ့ဒါပေမဲ့စစ်ကောင်စီကအေဒီတရာမှငွေကောက်တဲ့အခွန်လို့ပြောတာပဲခီးတဲ့တင်ကားကတော့3000ကနေ5000ထိတောင်းနေကုန်တင်ကားတွေကိုတော့ကျွန်တော်လည်းမသိဘူးခီးတဲ့တွေကိုတော့စစ်တာမတွေ့ဘူး စ္စည်းတွေကိုတော့စစ်ဆေးတယ်ဟုလာရှိုးမျိုးတို့ခီးသွားများပို့ဆောင်ပေးနေသည့်ရင်မောင်းတို့ကပြောပြပါဗျာ။ ပြီးခဲ့တဲ့ AB 18ရက်မှာတရုတ်ဦးဆောင်မှုဖြင့်စစ်ကောင်စီနဲ့ကိုကန့်တပ်တို့တွေ့ဆုံဆွေးနွေးခဲ့ပြီး AB 21ရက်မှာစတင်က လာရှိုးမြို့တွင်စိုက်ထူထားသည့်ကိုကန့်အလံများကိုဖြုတ်သိမ်းခဲ့ပြီးနောက်ကိုကန့်တပ်များလာရှိုးမြို့မှပြန်လည်ဆုတ်ခွာခဲ့ခြင်းဖြစ်ပါတယ်ထို့ကဲ့သို့လာရှိုးမြို့မှကိုကန့်တပ်များဆုတ်ခွာခဲ့ပြီးနောက် AB 22ရက်တွင်စစ်ကောင်စီခြေလင်းတရင်40နှစ်နဲ့ထောက်ပို့တဲ့626တို့ဝင်ရောက်လာပြီးတပ်ဆွဲထားကြောင်းဒေသခံများကပြောပါတယ် ဒီနေ့ထိတော့ဌာနဆိုင်ရာတွေမဖွင့်သေးဘူးစစ်ကောင်စီကလည်းဘာမှကြေညာထားတာမရှိသေးဘူးကိုကံဘက်ကလည်းဘာမှပြောတာမတွေ့ဘူးဆွေးနွေးပွဲအကြောင်းလည်းတရားဝင်ထုတ်ပြန်ထားတာမရှိဘူးအခုလောလောဆယ်တော့ AD တရားမှာစစ်ကောင်စီဂိတ်ရှိတယ်ကိုကံတက်ကတော့ဟိုဘက်ချမ်းမှာဂိတ်ချထားတယ်ကျွန်တော်ရဲ့အမြင်ကတော့ကိုကံတက်ကစစ်ကောင်စီကိုလုံခြုံရေးယူပေးနေရတဲ့သဘောမျိုးမြင်မိတယ်ဘာလို့လဲဆိုတော့ကိုကံတက်ကမြို့ပြင်မှာစောင့်နေစစ်ကောင်စီကမြို့ထဲမှာအုပ်ချုပ်ရေးရန်နေရာလဲပတ်နေတာလေဟုလောင်ရှုမြို့ကအမျိုးသားတို့ကပြောပါတယ် တရုတ်ဦးဆောင်မှုဖြင့် MNDA နဲ့စစ်ကောင်စီတို့တွေ့ဆုံဆွေးနွေးမှုပြီးဆုံးခဲ့တော်လဲတွေ့ဆုံဆွေးနွေးမှုပြီးဆုံးခဲ့တော်လဲဆွေးနွေးပွဲနဲ့ပတ်သက်ပြီးထုတ်ပြန်မှုအားနှစ်ဖက်လုံးထုတ်ပြန်ကြေညာမှုမရှိခဲ့ပေစစ်ကောင်စီအရှိမျောက်တိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာလားရှိုးမြို့ကိုယမန်နေ့2024ခုနှစ်ဩဂုတ်23ရက်တွင်ဒေါ်လန်ရီပူပေါင်းတပ်များနဲ့ MND တို့တင်ပိုက်ခဲ့ခြင်းဖြစ်ပြီးမြို့ကိုရှစ်လအုပ်ချုပ်ပြီးနောက်ဒီဥနိုင်ငံဖိအားကြောင့်စစ်ကောင်စီကပြန်လည်လွှဲပြောင်း စစ်ကောင်စီကိုပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ်။လာရှုမျိုးဟာစစ်ကောင်စီတန်လွှဲပြောင်းပြီးနောက်တရုတ်နိုင်ငံသား၏ဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင်စစ်ပွဲများရပ်တန့်အောင်လှုပ်ဆောင်သွားမည်ဟုလည်း AB 22ရက်မှာပြောကြားထားသေးကြောင်းသိရှိရပါတယ်။ ောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဘားကန့်ကိုစစ်ကောင်စီစစ်ကြောင်းကြီးနှစ်ခုတက်လာကြောင်းဘုံမူကြီးနော်ဘူးပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဘားကန့်ဒေသပဲအင်အားအများပြားပါဝင်တဲ့စစ်ကောင်စီပူးပေါင်းစစ်ကြောင်းကြီးနှစ်ခုတက်လာတယ်လို့သတင်းကြားသိရတဲ့အကြောင်းကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကပြောပါရယ်အထက်ပါစစ်ကြောင်းမှာစစ်ကောင်စီတပ်သားတွေသာမက ကချင်ပြည်နယ်အတွင်းကပြည်သူစစ်တပ်ဖွဲ့ဝင်တွေပါပါဝင်ပြီးအင်အားတစ်ထောင်လောက်နဲ့တက်လာတယ်လို့ကြား ားသိရပေမယ့်လက်တွေ့ဘလောက်ရှိတယ်ဆိုတာကိုအတိအကျမသိရသေးဘူးလို့ဆိုပါရယ် အဲ့ဒီစစ်ကြောင်းဟာကမိုင်းဘက်ကနေအင်းတော်ကြီးဘက်ကနေတက်လာကြတာလို့ဘုံမကြီးနော်ဘူးကမြေကြီးနာသတင်းချန်နယ်ကိုအခုလိုပြောပါရယ်ဖားကန်ဘက်သူတို့တမမှုတွေလည်းပါမယ်ဆိုတဲ့ခေါင်းစဉ်တွေဈာနေရိတ်ခါနဲ့ပစ္စည်းတွေပို့ဆောင်မယ်ဆိုတဲ့ခေါင်းစဉ်တွေနဲ့ကမိုင်းလန်ဘက်ကနေစစ်ကြောင်းတစ်ခုအင်းတော်ကြီးဘက်ကစစ်ကြောင်းတစ်ခုစစ်ကြောင်းကြီးနှစ်ခုနဲ့ကမိုင်းလန်နဲ့မွန်ညင်းလန်ကနေတက်လာတယ်လို့သတင်းချသိရတယ်အင်းတော်ကြီးဘက်ကဟာရီနဲ့တော့မနေ့ကနေတိုက်ပွဲဖြစ်တယ်လို့ကြားသိရတယ်ဒါပေမဲ့အတိအကျတော့မသိရသေးဘူးဟုပြောပါရယ် ဧပြီလ23ရက်နေ့မှာတော့အင်းတော်ကြီးဘက်ကနေတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF ပူးပေါင်းတပ်တို့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ကြားသိရပါတယ်။မနေ့ကလည်းကာမိုင်းဘက်ကနေစစ်ကြောင်းတက်လာတဲ့စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ KIA တို့ကာမိုင်းနဲ့မဦးပင်ချာရေကာချာဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတိုက်ပွဲဖြစ်ပွားမှုရှိခဲ့တယ်လို့ကြားသိရတဲ့အကြောင်းရီဒိုလန်းနေဒေသခံပြည်သူတို့ကပြောပါတယ်။ မြကြီးနာဖားကန်လန်ပဲစစ်ကောင်စီကနေစစ်ကြောင်းထိုးလာတာကြောင့်နှစ်ဖက်တက်ကနေမြကြီးနာဖားကန်လန်ပိတ်ထားတယ်လို့သိရပါဗျ။မလ22ရက်နေ့ကမြကြီးနာဖားကန်လန်ပေါ်မှာရှိတဲ့လဝါချေရွာမှာစစ်ကောင်စီတပ်တွေဝင်ရောက်တပ်ဆွဲပြီးနောက်ပိုင်းချေရွာနီးတစ်ဝိုက်မှာစစ်ကောင်စီတပ်နဲ့ KIA တပ်တို့မကြာခဏတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးစစ်ကောင်စီဘက်ကလေရင်နဲ့ဗုံးကျဲတိုက်ခိုက်တာတွေလည်းပြုလုပ်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မလ28ရက်နေ့ကသကိုင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်အာနာသိန်းစစ်ကောင်စီကပြန်လည်ထူထောင်ရေးလုပ်ငန်း ွေလောက်ကိုင်းနိုင်ဖို့ဆိုပြီးတော့ AB 2ရက်နေ့ကနေ AB 22ရက်နေ့အထိယာယီအပြည့်ရက်တယ်လို့ကြေညာခဲ့ပြီး AB 22ရက်မှာတော့ AB 30ရက်နေ့အထိထပ်မံတိုးမြင့်သတ်မှတ်ထားလဲဖြစ်ပါတယ်။ဒါပေမဲ့အပြည့်ရက်ကြေညာထားတဲ့ကာလတွေမှာစကိုင်းတိုင်းမန္တလေးတိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်ပါဝင်နေရာတော်တော်များများကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုင်းလှုပ်ဆောင်နေတာလဲဖြစ်ပါတယ်။စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေသာမကပဲ KIU နယ်မြေတွေမှာတပတ်အတွင်းလေကြောင်းတိုက်ခိုက်မှုအချိန်နှရာကျော်ပြုလုပ် ုပ်ခဲ့တယ်လို့ကချင်လွတ်လပ်ရေးဖွဲ့စည်း KIO KIE ရဲ့ပြန်ကြားရေးဌာနက AB 73ရက်မှာ ထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လှိုင်အပြစ်ရဲ့ရေးဆိုသီမာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လက်ရှိတွင်နိုင်ငံတကာမှပေးပို့သောအကူအညီများသည်မန္တလေးနှင့်နေပြည်တော်တွင်သာစုပုံနေပြီးစကိုင်းအပါအဝင်အခြားဒေသများသို့မဆိုသလောက်သာရောက်ရှိနေသေးသည်ဟုသိရပါသည်။လက်ရှိမင်းအောင်လိုင်၏အပြစ်ခက်ရထားပေးမှုမှာရွှေနေပွဲစီသို့ဥတီလာလိမ့်မည်ဟုမျှော်လင့်ချက်ထားခဲ့သူများလည်းမှန်းကျက်နှင့်နှံထွက်မကိုက်ဖြစ်နေပါသည်။နှစ်ဖက်အလို့သဘောဆက်သွယ်ညှိနှိုင်းခြင်းလည်းမရှိကိုယ်သဘောနှင့်ကိုယ်လူကြားကောင်းအောင်နိုင်ငံတကာသတင်းစာမျက်နှာများတွင်ပါရုံလောက်အောင်လှုပ်လာကြခြင်းမျိုးသာဖြစ်ပါသည်။ AB 30ရက်ထိအပြစ်ရထားသည်ဆို တော့လေရမန်နေ့ဇူလိုင်လ10ရက်နေ့ကလေးက TNL သိမ်းပိုက်ထားသော နောင်ချိုကိုပြန်၍သိမ်းနိုင်ရန်ထိုးစစ်ကြီးကိုပြင်ဆင်နေသည်ဟုစစ်တပ်နှင့်နှိစက်သောသတင်းရက်ွက်များအားကိုးကားပြီး TVB ကဆိုပါရယ်နောင်ချိုမြို့တောင်ဘက် -30 ကွာရှိတောင်ခမ်းဒေသသို့မြင်းငလင်လှုပ်ပြီး၄ရက်အကြာတွင်ဒရုန်းများစစ်ကူများရိတ်ခါများအလုံးရင်နှင့် ပေးပို့နေသည်ဟုလည်းပါရှိပါရယ်ရန်ကုန်ရှိခမာယာစစ်တပ်နှင့်လောင်ချိုတို့ရောက်ရှိလာမည်တရင်များပူးပေါင်းပါဝင်မည်ဟုသိရပါရယ်ဤသည်ကိုလက်ရှိလ လာရှိုအောင်အုပ်ချုပ်နေသည့်တရုတ်တပ်များကလက်ခံမည်လားဆိုသည်ကိုစောင့်ကြည့်ရပါမည်။ ကြောင်ခန်းတွင်မဆိုးသလောက်အောင်ပွဲများရလာ၍သွေးကြွလာပုံရပါသည်။တသက်လုံးစစ်တိုက်စားလာ၍တိုက်ရိုက်ခိုင်ရလက်နက်အင်အားပြည့်စုံလာသဖြင့်မိတို့များချိန်မုံနိုင်ခြင်းရှိမည်မဟုတ်ဟုပြည်ပမှဆင်ရေးကျွမ်းကျင်သူများခန့်မှန်းထားခဲ့တော်လဲ။လေးနေတွင်၎င်းတို့စိတ်ချလက်ချသွားနိုင်သည့်ဧရိယာသည်တနိုင်ငံလုံး၏25ရာခိုင်နှုန်းသာရှိတော့အောင်ပြည်သူ့ဘက်တော်သားဒေါ်လာရေးတက်များကအစွမ်းပြနိုင်ခဲ့ပြီးဖြစ်ပါသည်။မြောက်ဝရီကိုတင်ရန်အကြနာပြင်ဆင်လာသောအောင်စရာစစ်ကြောင်းသည်လည်းတေသူတေထွက်ပြေးသူဖြင့် ်နဲ့ချသူချနဲ့ပြုတ်ပြုတ်ပြုံးကုန်ပြီးစကားတွေပင်ထည့်မပြောကြတော့ပေ။ငင်းချင်ရေးအတွက်လန်ခင်းပေးသည့်စကားတန်တလုံးတစ်ပါးရမြထွက်မလာပဲရံမှုမိမိသီးလှုပ်ရှားမှုမျိုးကိုမစိုးလက်တုံပြန်ပြီးရွေးကောက်ပွဲလုပ်မိဟုလေးလံပြစ်နေစေပင်ဖြစ်ပါတယ်။ထိုအနေထားကိုကြည့်လျင်စစ်ကောင်းဆောင်များသည်၎င်းတို့အာဏာဆက်၍ထိန်းချုပ်သွားနိုင်ရေးလောက်သောစိတ်ဝင်စားနေသည်ကိုအထင်ရှားတွေ့လာရပါတယ်။ရွေးကောက်ပွဲလုပ်ပြီးလွတ်တော်ခေါ်ဖို့နေရာပင်မရှိတော့လမ်းပီတဲထိုးပြီးကျင်းပရမည်။ လွတ်တော်မျိုးဖြစ်နေပါတယ်ရွေးကောက်ပွဲဝင်ပြီဆိုတော့နိုင်ငံရေးပါတီများလည်းယခုမြင်ကလေးတွင်မိတို့ကူညီနေပါသည်ဟုသတင်းထွက်မလာ၎င်းတို့အဖို့ကတကူးတကမဲဆွယ်ရန်ပင်မလိုတော့သည့်ရွေးကောက်ပွဲမျိုးကိုဆင်နွှဲရမည်ဆိုသည်ကို သိထား၍လည်းဖြစ်ပေမည်စစ်ကောင်စီတပ်များဟာကင်းစည်ဤလုပ်ငန်းများမှာပါဝင်ပတ်သက်မှုမဆိုးသလောက်သာရှိနေ၍ကူညီထောက်ပံ့ပေးနေမှုများပိတ်ဆို့နေသည်ဆိုသည်မှာပုံကြီးချက်နေခြင်းဟုလည်းပြောဆိုမှုများရှိနေပါတယ်၎င်းတို့ဘက်ကလုံတဲ့လုံထိုက်သည့်တာဝန်များပြက်ကွက်နေသည်ကတော့အမှန်ပင် ံဖြစ်ပါတယ်။၎င်းတို့အာဏာသိမ်းပြီးချိန်မှစ၍နိုင်ငံ၏ဖွံ့ဖြိုးမှုသည်နေပြည်တော်အလုံးတွင် ဆုပ်ယုပ်ကြဆင်းသွားသည်ကိုကြည့်ကကြဆင်းသွားခဲ့သည်ကိုကြည့်ကအစမ်းတကျတော့မဟုတ်ပေ။